င်္ဂလာပါပြီးရင်ပြည်သူများခင်ဗျာဒီနေ့ဆွေးနွေးခဲ့ရတဲ့ကျွန်တော်ဖိတ်ခေါ်ထားသူကတော့စေရေးနိုင်ငံရေးဝေဖန်သုတသူဦးပန်းစွန်းနဲ့ဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာကတော့အခုနေပြည်တော်မှာကျင်းပခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့၃ရက်ဆိုတော့ဒီညချိုင်းဖိုရမ်ပေါ့ညချိုင်းဆွေးနွေးပွဲဒီဆွေးနွေးပွဲကမြေပြင်နဲ့ကိန်းကွက်နေတယ်လို့ကျွန်တော်ထင်ရတယ်ပေါ့အဲ့တော့တက်ခတ်နေတဲ့ဖွဲ့တွေတစ်ခါမှပါဘူးဆိုတော့ဒီအကြောင်းပေါ့ဒီအကြောင်းလူပြောများနေလို့ဒီအကြောင်းဆွေးနွေးတော့ဖြစ်ပါတယ်ဗျဆိုတော့မင်္ဂလာပြုဦးသားစွန်းလိုက်ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ ော့နေပြီးတော့ညချိုင်းဖိုရန်ကပြီးသွားပြီပေါ့နော်ဒီနေ့ဆိုတော့အဲ့မှာကျွန်တော်တွေ့ရတာကအာတရုတ်ပါဝင်အင်ဂျင်ချင်းနိုင်ငံအတ္တမတချို့တက်တယ်ပြီးတော့ထူတာဒီ UWSA တို့ကျွန်တော် SLPP တို့မိုင်းလာတို့မြောက်ပိုင်းအဖွဲ့လုပ်ဖွဲ့ပါတယ်နောက်တော့သူတို့တက်နေကြကျွန်တော်7 lane ရဲ့ပေါ့ဗျာအပြည့်ရထားတဲ့အဖွဲ့တွေတက်တယ်ဒါပေမဲ့ ASEAN ဆရာရောဆေးတော့မတွေ့ဘူးလို့ပြောကြတယ်ဗျလူတွေကဆိုတော့ပြီးတော့ကျွန်တော်ကာတော်မီကြံပေးတယ်ပေါ့ဗျာအရင်ကကျွန်တော်ရဲဘော်ဟောင်းလေးပါပဲ ဟိုတိုက်နေတာတွေ့ရတယ်ဗျဆိုတော့ဒီတိုက်ခတ်နေတဲ့အဖွဲတွေကတစ်ဖက်မှပပပဲနဲ့မတိုက်တဲ့အဖွဲတွေပဲတဲတဲ့ခါမှာဒါဟိုလေပဲရှိမလားအပြည့်ပြင်းနဲ့ကိတ်ကွာနေသလားလို့ဗျဘယ်လိုများအမြင်လဲစစ်ကောင်စီကတော့ तू ကတေုပ်ပုံစံပေါ့ဗျာဟုတ်ငြိမ်းငြိမ်းရေးလိုလားတဲ့အင်အားစုဆိုတဲ့ပုံတရံရဖို့အတွက်နော်ဒီနေ့ငြိမ်းငြိမ်းရေးဆွေးနွေးပွဲတွေကိုအဆက်မပြတ် တို့ကတော့လုံနေတာပါပဲအခုပြည်တွင်းမှာလုံသလိုထိုင်းမှာလည်းလုံကြတယ်ဟောဒီညီညာရေးဆွေးနွေးပွဲအတွက်အာဆီယံကလည်းတောင်းပေးတာရှိတယ်ဟောဒါပေမဲ့ညီညာရေးဆွေးနွေးပွဲဆိုတာကနော်ဘရိပခဖြစ်နေတဲ့ဘယ်အသီးသီးပါဝင်မှညီညာရေးဆွေးနွေးပွဲမြည်တာပေါ့ဗျာအဲ့တော့အခုကဘရိပခဖြစ်နေတဲ့အင်အားစုတွေဘာမှ မပါဝင်နဲ့နော် သူတို့ ਨੇ ငင်းငင်းရယူထားတဲ့အပွက်ခုနှစ်ပွဲ။နောက်တျုပ်ရဲ့ဩဇာကိုမလွန်ဆန်နိုင်တဲ့နော်ဖွဲ့တွေပေါ့ဗျာ။နော်မိုင်းလာတို့ကျွန်တော်တို့အယူလူ SC တို့စသည်အပြင်အဲ့လူဖွဲ့စည်းတွေ။အဲ့တော့ဒါတွေကငင်းငင်းရယူပြီးသားအဖွဲ့စည်းတွေပဲလေဗျာ။အဲ့တော့သူတို့ချင်းချင်းတွေ့ဆုံပြီးပြောဆိုကြတယ်ဆိုတော့ဘာတွေပြောမှာ။နော်။အားမခိုင်ခိုင်မာမာပြောကြ။ အကြောင်းချက်မရှိပါဘူးဒါကဒီတကြံမြောက်ပြင့်နေကြတာပေါ့နော်ငញ្ញိုင်းရေးပွဲတော့ကနေကြတာဒါပေမဲ့တပီလုံးနှံ့မှာတော့တိုက်ပွဲတွေဖြစ်ပြီးတော့ပြည်သူတွေကတော့အမြောက်တန်နေလေရောင်းတန်အထိုးစစ်တန်နေအပြင်းထန်ခံစားနေရတာအဲ့တော့အဲ့ဒီအပေါ်မှာနော်ဒီငញ្ញိုင်းရေးဆွေးနွေးပွဲဘာရလမ်းဘောလမ်းလဲအဲဆိုတော့ကိုမျောလင့်နေတာကိုက ရှင်းပစ္စည်းခွေးမျောနေတာမျိုး ဖြစ်နေပါလိမ့်မယ်ဒီရေပူပြီးဘာမှထူးခြားလာကြမရှိသလိုနော်ထူးခြားလာကြလဲပြောင်းလဲလဲဘာမှဖြစ်လာကြမရှိဘူးလို့ကျွန်တော်တို့ကသုံးသပ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါအားလုံးပြီးနော်မနော်သူပွဲသူလုံငန်းစဉ်ရှိတဲ့တိုင်သူကသူလှုပ်တာပေါ့ဗျာဒီအပြေရဒီကျွန်တော်တိုက်နေတဲ့တော်လိုင်းဖွဲ့တပွဲမပေါတော့ အဲ့တော့ဆရာအလို့ဖြစ်အောင်ပေါ့ဒီဘက်အလို့မဖြစ်တာလူတိုင်းသိတာပဲလေဆိုအလို့ဖြစ်အောင်ဘယ်လိုမျိုးလုပ်သင့်တယ်လို့ညီထိုင်ဆွေးနွေးပွဲဘယ်လိုလုပ်သင့်တယ်လို့ဆရာအကြံပြုချက်လဲကျွန်တော်ကတော့ညီညာရေးဆွေးနွေးပွဲအလို့ဖြစ်အောင်ဆိုလို့ရှိရင်တော့နော်ပြိပကဖြစ်နေတဲ့အင်အားစုအလုံးပါဝင်တဲ့နော်ဆွေးနွေးပွဲတရက်ကိုပေါ်ဆောင်နိုင်မှနော်ဒါကအဓိပ္ပာယ်ရှိတဲ့ညီညာရေး ဆွေးနွေးပွဲဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့အဲ့လိုပေါ်ဆောင်လို့လည်းမရပါဘူး။မရတဲ့အကြောင်းကနံပါတ်1ကတရုတ်ရဲ့နော်ဂျာဝင်ဆွတ်ဖွဲ့မှုတွေကမတရားသဖြင့်နေဖြစ်နေနော်ကျွန်တော်တို့လာရှိုးသိမ့်ပြီးတော့လာရှိုးထဲမှာအစစ်ကောင်စီရဲ့ဝန်တန်းတွေကိုကျွန်တော်တို့ခုနေရာပေးပြီးတော့ခွန်ကောက်ဖို့ကြိုးပမ်းနေကြတယ်အဲ့ဒါတွေမကဘူးသူ့လုံခြုံရေးအင်အားတစ်ထောင်လောက်လဲ အခုပြီးခဲ့တဲ့ရက်ချိုးကလာရှိုးမျိုးတွေတော့သွင်းလာတယ်ဆိုတဲ့အတွက်ပြည်သူတွေကတော့အတော်စိုးရိမ်နေတဲ့အနေထားပေါ့ဗျာ။နောက်နောက်ချိုးတောက်ခန်းကိုလည်းနော်ဆေးရဆေးထားပါတယ်ဆိုပြီးတော့တလကျညာထားပြီးတော့နေ့စဉ်ရက်ဆက်နော်အမြောက်နဲ့ပြည့်နော်ကျွန်တော်တို့အဲဘုံကျဲနော်စသည်အဖြင့်အဲ့ဒါတွေကနေ့စဉ်လုပ်နေတာ ဲ့တော့အဲ့လိုလုံနေတဲ့အချိန်ဒီအောက်မှာနော်ဒီလိုနော်ငင်းငင်းကြီးလုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်ရဆိုတော့အားမနော်အိဗယ်မရှိပါဘူးငင်းငင်းကြီးသမင်းစားဝိုင်းပေါ့ဗျာနော်ငင်းငင်းကြီးဆိုတော့ခေါင်းစည်းတက်ပြီးစားကြတောက်ကြကြောကြပါကြပေါ့ဒါတော့ပဲရှိမှာပေါ့အဲ့တော့ဒီလိုပွဲမျိုးခမ်းမျိုးခန္ဓာမျိုးကိုတက်ချင်တဲ့နော်ပုံကူများနော်ကျွန်တော်တို့ဟို အရင်တော့ကလုပ်ဖို့ကြိုက်မဲ့ဟောင်းများလဲတချို့တော့ပါဝင်ကြတယ်လို့ကြားပါတယ်အဲ့ဒါကတော့သူသမိုင်းနဲ့သူပေါ့ဗျာနော်သူတို့ပါဝင်ရင်လဲပါဝင်ပေါ့မပါဝင်ရင်လဲဘာမှမဖြစ်ပါဘူးအဲ့တော့ရင်းရင်းချင်းချင်းဆွေးနွေးပွဲကိုဖြစ်ဖို့ဆိုတာခုနကကျွန်တော်ပြောသလိုအနေဆုံးလိုအပ်ချက်ကပြိပခဖြစ်နေတဲ့အင်အားစုအသီးသီးပါဝင်အောင်စူးစိနိုင်မှသာလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်နိုင်တယ်ဒီလိုမှမဟုတ်ရင်တော့ဟန်ပြတွေနော် အကြံပြောက်တွေပဲဖြစ်နေတော့မှာပဲလို့ကျွန်တော်ကယူဆပါတယ်ခဲ့ဟုတ်ကဲ့ဟုတ်ကဲ့အခုတော့တရုတ်ပေါ့နော်ခုနဆရာပြောတဲ့နေရာမှာပါတယ်တရုတ်ကဒီငြိမ်းချမ်းရေးလုပ်ချင်တယ်ဗျာငြိမ်းချမ်းရေးဆိုသူပုံစံပေါ့ပြီးတော့ယူကောက်ပွဲလည်းတွန်းတယ်ပေါ့သူကထောက်ခံမဲ့သဘောဟောပြောတော့ဟိုတစ်ဖက်မှာလည်းခုနဆရာပြောတဲ့နေရာမှာကျွန်တော်တောက်ခမ်းအရင်ကကျွန်တော်ပြောတယ်တောက်ခမ်းမှာအဲနော်ချိုတောက်ခမ်းပေါ့နော် ီရင်လေကတောက်ခမ်းဘက်ကိုတိုက်ဖို့လို့တယ်နောက်အာကျွန်တော်ပြင်းဦးလေးကိုတိုက်ဖို့လို့တယ်ဆိုတာလေဆိုတော့အဲ့ဒါမသွားခင်ကျွန်တော်အခုဒီဟိုဟာရောအရင်မေ့ချင်တယ်ဗျ KNU ဖေကကျွန်တော်နေစားစခန်းအသေးပွဲတွေကျွန်တော်ပြီးခဲ့တဲ့ interview မှာပြောပြပြီးအခုမနေ့တနေ့ရပဲနှစ်ရက်လောက်ရှိပေါ့နော်ဒီနေ့တော့တတိမကြသေးဘူးကျွန်တော်တို့ဒီစစ်တောင်းမြန်မာကမ်ပိန်းစပြီပေါ့ကျွန်တော်ဟိုစခန်းလေးပေးတယ်လက်နေတွေအများကြီးရတယ်အသုတ်ပန်းတွေလည်းမိတယ်ဆိုတော့ဒီနေဇာနေပြီးတော့ကျွန်တော်တို့စစ်တောင်းမြန်မာဘက်ရောက်လာတဲ့ထိုးစေးပေါ်မှာ ဒါထူးခြားတဲ့ခြင်းလေအဲ့ဒါတော့ကျွန်တော်တို့ KNU ကတောင်ရင်မြကန်းပြည်မှာရှိနေတဲ့သူတို့စခန်းနေစစ်ကောင်စီရဲ့စခန်းနေတိတ်နေတာအခုကနော်သုံးခုပဲကြံပါတော့တယ်နော်အဲ့မှာစခန်းကြီးဆိုလို့ဥက္ကဋ္ဌပါဗျာနော်ဒီဟာစခန်းပေါ့အဲ့ဒါရှိတာအဲ့ဒါလေအခုမိုးသေးသေးမဲမဲမရွာခင်နော် ကြခင်မှာကျွန်တော်တို့ရှင်းတော်ပါလိမ့်မယ်။အဲ့ဒါရှင်းပြီးတော့ तू ကကျွန်တော်တို့ဒေါနတောင်နှန်းကိုကြော်ပြီးတော့ဖန်ထဲကိုရှင်းတော်မှာပေါ့။ဖန်ခွင်းထဲကိုရှင်းပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလူအပ်လာလဲဆိုတော့စစ်တောင်းမြစ်ကိုကျွန်တော်တို့ကြော်တဲ့အင်အားစုတွေကကျွန်တော်တို့ခုကလှုပ်ရှားလာပြီပေါ့ဗျာ။သူတို့ကအဲ့ဒီဘက်ကလှုပ်ရှားထားမှကျွန်တော်တို့စစ်တောင်းမြစ်အရှိဘက်ကမှရှိနေတဲ့ကျွန်တော်တို့ နေရာဒေသတွေကဒီ KNU အနေနဲ့ဝင်ရောက်လို့ကောင်းမဲ့အခြေအနေဖြစ်တာဘူးအဲတော့အခုကစစ်တောင်းမြေရဲ့ကျွန်တော်တို့အနောက်ဖက်ချမ်းအရှိဘက်ချမ်းကနေရွှေကျင်ဘက်ကနေပြီးတော့အခုကအနောက်ဘက်ချမ်းကူးလာတဲ့အင်အားစုတွေကအခုဘယ်အထိရောက်လာပြီလဲဆိုလို့ရှင်ရန်ကုန်မန္တလေးလမ်းဟောင်းကရေးကြည့်တဲ့နေရာတွေနော်တောင်ငူပဝင်းကျင်ကပေါ့ဗျာတောင်ငူပဝင်းကျင်က ပြောင်းတစားရုနော်အဲ့ဒီဘက်မှာရှိနေတဲ့စစ်စခန်းကိုကိုတိမ့်နေလို့ပြောပါတယ်အဲ့တော့အခုကတော့ KNU ရဲ့ထုံးစံအတိုင်းပေါ့နော်မြို့သိမ့်ပြီးတော့ကျွန်တော်တို့မြို့ကာကွယ်ရေးအတွက်အချိန်ကုန်ခံမဲ့အစားစစ်စခန်းနေလိုက်ပြီးတော့တိမ့်တာပဲဘုရားအဲ့တော့လေနော်မြို့သိမ့်ရတဲ့အထုပ်ကိုမရှိတဲ့အပြင်သူ့အနေနဲ့လွတ်လပ်စွာနော်အာ လွတ်မြောက်တဲ့နယ်မြေတရားကိုထူထောင်နိုင်တဲ့အနေအထားရရှိတဲ့အခါကျတော့သူကတော့အဲ့ဒီတိုင်လုံမှာအဲ့ဒီမှာလည်းအခုဒီရန်ကုန်မန္တလေးလောင်းမှာရှိနေတဲ့တောင်ငူတလျှောက်မှာရှိနေတဲ့နော်နေရာတွေကလည်းတပီလုံးမှာဖြစ်ပွားနေတဲ့နော်ကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးလှုပ်ရှားမှုအောင်မှာအခွန်လောက်ပဲကြံတော့တာအဲ့တော့ဒီအားကိုရပိုင်းတွင်မှာစခန်းကိုဟုတင်လိုက်တယ်ဆိုတာလေဒီ GNU အနေနဲ့စစ်တောင်းမြစ်အနောက်ဘက်ကန်းကနေပြီးတော့ကျွန်တော်တို့ဒီရန်ကုန်မန္တလေးလမ်းဟောင်းကိုကျွန်တော်တို့စိုးမိုးနိုင်တဲ့အနေအထားပေါ့အဲ့ဒါပြီးရင်တော့ရန်ကုန်မန္တလေးလမ်းကြောင်းကိုကျွန်တော်ချင်းချောက်မှုနဲ့အကိုရုံမှပေါ်တက်ဖို့ပဲရှိတော့တာပေါ့အဲ့တော့ GNU ရဲ့ဒီနေ့စီးလှုပ်ရှားမှုဟာအတော်ကိုနွေးဒေါ်လာရစ်တဲ့အကျိုးရှိပြီးတော့နော်တော်တော်လေးကိုအားဖြစ်စေတဲ့ လှုပ်ရှားမှုတွေပြည်သူတွေအားရလောက်တဲ့เนาะလှုပ်ရှားမှုတွေလောက်ကင်လာတဲ့အတွက်ကျွန်တော်တို့ KNU အဖွဲ့အစည်းကိုပြည်သူတရားလုံးကကြီးစစ်တင်ကြိုးစိုးနေပါလေလို့ကျွန်တော်တို့သုံးသပ်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီဖက်ကင်းကြီးပေါ့နော်ဟိုဘက်မှာလည်း KNDF လည်းလှုပ်ရှားမှုတွေနေစဉ်ရှိတယ်။ခုနနောက်ချုပ်ခွဲသွားခြင်းလို့ကျွန်တော်အရင်အင်တာဗျူးမှာပြောထားတဲ့အတိုင်းအခုကတော့ဟိုအရင်ကတော့စစ်တားထိုးတော့ပေါ့နော်အခုကတပြန်သူတပြန်ကိုတပြန်ပဲကျွန်တော်နေတယ်တီရင်လေက အဲဒီနားလေးပြီးပြီးနောက်ပိုင်းနောက်တောင်ခမ်းဘက်ပြန်ထုတ်မယ်လို့ထင်ရတယ်ပေါ့နောက်အေးအေးရလဲဟိုဘက်မှာကျွန်တော်တို့ကြောက်ဖြူမှာရက်တန်ရင်30နှစ်လားတကယ်တန်ရင်ကသိခါနေပြီလို့ကျွန်တော်ကြားရတယ်ဗျဆိုတော့ကျွန်တော်မေးချင်တာကပြေးရထားတာပေါ့ဗျနှစ်ဖက်စလုံးကဟိုလေเจ้าကဟိုတိုက်တာတိုက်တာပေါ့နော်တရဝင်ကတော့လက်ကိုလည်းဒီပြေးရတယ်ပြောတာပေါ့ဆိုတော့လက်ကိုပြီးရင်တော့ကျွန်တော်ညီတော်တို့ဖွဲ့ကမရတော့ဘဲနဲ့ဆက်ထိုးမယ်လို့ယူဆရတာပေါ့ဆရာဘယ်လိုများမြင်လဲဒါရောဗျာနော်အခုက ေဦးအာကိုနဲ့နော်သူကစစ်ကောင်စီကနေပြီးတော့ PNL ရဲ့မြို့နယ်၅ခုပြန်တောင်းနေတဲ့အခြေအနေပေါ့ဗျအဲ့ဒါအတွက်သူကဒီငင်းညာရေးဆရာစီရွာယူထားတယ်ဆိုရယ်လရည်အတွင်းမှာနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတဲ့အနေထားမှာနော်ဟိုကလည်းဟိုငင်းညာရေးလူလားသူကြီးဖြစ်နော်အဲ့ဒါလေးကိုခုခံစစ်လောက်လုံနေယူနေကတော့ เนาะซ่าตัวมาว้าตัวมาအခုကနောင်ချိုကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးနေတာဗျဟုတ်နော်အဲတော့အဲ့ဒီကိစ္စမှာတော့ပြန်ပြီးတုံ့ပြန်တိုက်ခိုက်ဖို့ကျွန်တော်တို့တိုက်တွန်းခဲ့တာအဲအခု DNL ရလဲအဲပြီးခဲ့တဲ့ DNL ရဲ့အတွင်းကတော့နော်သူတို့ရဲ့ဒဏ်ပြန်တိုက်ခိုက်မှုစတင်ပြီလို့တော့သူတို့ကကြေညာသွားတာပေါ့ဗျအဲတော့ချင်းတွေကတော့စောင့်ကြည့်နေမှာတရားမှာပဲအဲတော့အဲ့ဒီနီးနဲ့မတုံ့ပြန်လို့ရှိရင် တရုတ်ကဂျာဝင်မှုကနေပြီးတော့ခုနကလိုကျွန်တော်တို့နောင်ချိုကြောင်မဲတီဘောစတဲ့နေရာတွေကလည်းစစ်ကောင်စီကိုပေးရမယ်ကျွန်တော်တို့နေရာတွေဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာကအခုကလာရှိုးပြီးလို့ရှိရင်ကျွန်တော်တို့မူဆဲမန္တလေးကုန်စီသွားလာရည်လမ်းကြောင်းမှာကျွန်တော်တို့ချောမွေဖို့ဆိုလို့ချင်းအဲ့ဒီနေရာတွေပေးရမှာ။အဲ့တော့ တယုတ်ကလည်းဖျားပေးမှာနောက်ပြင်တယုတ်ကဖျားပေးမှာပြင်တယုတ်ကလည်းအခုစစ်ကောင်စီဆက်လက်ရပ်တည်သူအာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ခုစစ်ကောင်စီဥက္ကဋ္ဌကနေပြီးတော့ကျွန်တော်တို့တွန်းဆော်နေတယ်မြို့ပြတွေကိုသိနေတွေမသိနိုင်နေနော်ရွေးကောက်ပွဲကျင်းပနိုင်အောင်လုပ်မယ်ဆိုတဲ့အစီအစဉ်အားလည်းရှိနေတော့စစ်ကောင်စီဘက်ကတော့ အခုကအားတက်စရာလေးဖြစ်နေတာပေါ့ဗျာအဲ့ဒီချိန်မှာကိုယ့်ရဲ့တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းနဲ့ကျွန်တော်တို့ဒီဒီအရေးကိုကျွန်တော်တို့တောင်ခန်းကိုတိုက်ခိုက်ပြီးတစ်ချိန်ထဲမှာပြင်ဦးလွင်ကိုချိန်ချောက်တဲ့အလုပ်တွေမန္တလေးကျွန်တော်တို့မန္တလေးမှာရှိနေတဲ့အဲကျွန်တော်တို့ရှမ်းမဆစ်စင်ကြီးနဲ့ပူပေါင်းဆောင်ရွက်ပြီးတော့စစ်ကောင်စီကိုမချိန်ချောက်နိုင်လို့ရှိရင်တော့ ကျွန်တော်တို့ဒီတရုတ်ရဲ့အလိုကြเนาะနယ်မြေတွေပေးရတဲ့လုပ်ငန်းတွေကတော့ဆက်ပြီးဖြစ်လာတော့မှနိုင်တဲ့အခြေအနေရှိပါတယ်။ဒါကြောင့်ဒီချိန်မှာတောင်ခန်းကိုကျွန်တော်တို့ပြပြစားစားတိုက်ခိုက်ချိန်မုံပြီးတော့ပြင်ဦးလင်ကိုသိမ့်ပိုက်နိုင်တဲ့အထိ TNL အနေနဲ့အားထုတ်ဖို့လိုအပ်တဲ့အချိန်ကိုရောက်ရှိနေပြီလို့ကျွန်တော်တို့ကတော့ပြောချင်ပါတယ်။အဲ့လိုမဟုတ်လို့ရှင်လာရှိုးလိုပဲเนาะအဲ ကျွန်တော်တို့စစ်ကောင်စီလက်ကိုထိုးအာမယ်ဒေသတွေတည်နယ်လီထဲမှာပေါ်လာနေဒီပေါ်မှာကျွန်တော်တို့ကရလာနိုင်နေနော်ဟိုမူရင်ပေရင်အခွန်အောက်ကိုအားကျပြီးတော့ကျွန်တော်တို့စစ်ချိန်ကိုရှော့မယ်ဆိုရင်တော့ပို့ပြီးတော့သိုးရတဲ့အမားတွေနော်ကိုယ့်ဘက်ကသူတို့တောင်းထားတဲ့နေမြေတွေပြန်ပေးရနိုင်တဲ့အခြေအနေတိဆက်ရောက်နိုင်တဲ့အတွက်ဒါကို အလေးထားပြီးတော့ကျွန်တော်တို့တုံ့ပြန်တိုက်ခိုက်ဖို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းတောင်းဆိုချင်ပါတယ်